ဒီနိုင်ငံတွေနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုဘယ်လိုကြိုးပမ်းခဲ့ကြတာလဲနျူကလ িয়ার လက်နက်ကိုပထမဆုံးတီထွင်ပြီးပထမဦးဆုံးအသုံးပြုခဲ့တာကအမေရိကန်ဆိုတာအားလုံးသိကြမှာပါအဲဒီနောက်ပိုင်းထပ်ပြီးအသုံးပြုခဲ့တာတော့မရှိသေးပါဘူးဒါပေမဲ့လက်ရှိချိန်မှာတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံက10နိုင်ငံလောက်ရှိနေပါပြီ နျူကလ িয়ার လက်နက်နဲ့ပတ်သက်ရင်အမေရိကန်ရဲ့မန်ဟန်တန်ပရောဂျက်ကိုပဲလူတီများကြတာပါ။အိုပန်ဟိုင်မာတို့အဖွဲ့တီထွင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တခြားနိုင်ငံတွေမှာလည်းနျူကလ িয়ার တီထွင်မှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာဇလန်းတွေရှိနေတာပါ။တကယ်တော့ဒီနည်းပညာတွေကိုအစိုးရတိုင်းကအထူးလျှို့ဝှက်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့နည်းပညာတွေကိုစပိုင်လိုပြီးခိုးယူလျှို့ဝှက်စမ်းသပ်အချင်းချင်းမျှဝေတဲ့နည်းလမ်းတွေနဲ့ဒီလိုတီထွင်ခဲ့ကြတာပါ။ ီဗီဒီယိုလေးမှာတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့ဆယ်နိုင်ငံကဘယ်လိုမျိုးစူးစမ်းခဲ့ကြရလဲဆိုတာပြင်နျူကလ িয়ার လက်နက်နဲ့ပတ်သက်ပြီးထူးခြားချက်တွေကိုစူးစီးဝေမျှပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးဒီဇယ်လန်ဆားခဲ့တာကိုပြန်ပြောရရင်1938ခုနှစ်လောက်ကိုပြန်သွားလိုက်ရမှာပါ။အဲဒီချိန်မှာဂျာမန်သိပ္ပံပညာရှင်တွေကအပ်တန်တွေကိုခွဲထုတ်ပြီးကြီးမားတဲ့စွမ်းအင်တွေကိုထုတ်လုပ်နိုင်တဲ့နီလန်တစ်ခုကိုတွေ့ခဲ့ပါတယ်။အဲဒါကိုတော့ fishing လို့ခေါ်ပါတယ်။နောက်တစ်နှစ်လောက်မှာတော့အားလုံးသိတဲ့သိပ္ပံပညာရှင်အယ်ဘတ်အိုင်းစတိုင်းကဒီနည်းပညာဟာအန်ဒရယ်ကြီးလုံးနဲ့လက်နက်တွေအဖြစ်အသုံးပြုလို့ရကြောင်းအမေရိကန်ကိုတတိပေးခဲ့ပါတယ် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့လျှို့ဝှက်ဆစ်စင်ရေးတွေနဲ့ရှုပ်ထွေးနေကြတာပါဒီအချိန်မှာအမေရိကန်ကနျူကလ িয়ার လက်နက်တီထွင်ဖို့ကြိုးပမ်းလာပါတယ်အမေရိကန်ပြည်ထောင်နဲ့ကနေဒါကစိတ်ပင်ပညာရှင်တွေကိုမန်ဟန်တန်စီမံကိန်းမှာပါဝင်စေခဲ့တာပါဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအချိန်မှာဂျာမနီကနျူကလ িয়ার စီမံကိန်းတွေလုပ်နေတယ်ဆိုတဲ့သတင်းရထားလို့ဖြစ်ပါတယ်အမေရိကန်ကဂျာမနီကိုနောက်ောက်ချနိုင်ဖို့ GDP ရဲ့300ခန့်လုံးအထိကိုနျူကလ িয়ার စီမံကိန်းအတွက်အသုံးချခဲ့တာပါဂျာမနီရဲ့စီမံကိန်းကတော့အောင်မြင်မှုမရခဲ့ပါဘူး 1945ခုနှစ်မေလမှာဂျာမနီကဒုတိယကမ္ဘာစစ်ရှုံးပြီးလက်နက်ချခဲ့ပါတယ်။အဲဒီနောက်စစ်ပွဲအောင်နိုင်သူတွေဖြစ်တဲ့ Truman, Stalin နဲ့ Churchill ကဂျာမနီကိုဘာလို့ရင်ကောင်းမလဲလို့စဉ်းစားနေကြတာပါ။ဒီအချိန်မှာပဲ New Mexico မှာဆန်းတက်နေတဲ့ကမ္ဘာအစွမ်းထက်ဆုံးလက်နက်ကြီးအောင်မြင်ပြီဆိုတဲ့လျှို့ဝှက်သတင်းလည်းရောက်လာခဲ့ပါတယ်။ဒီအချိန်မှာ Truman ကဒီလက်နက်ကိုဂျပန်နဲ့ဆန်းရမယ်ဆိုပြီးပြောခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်ဂျပန်တွေကဆက်တိုက်နေလို့ပါပဲ။ဒီသတင်းကအောင်ပွဲခံလို့ရပေမဲ့ Soviet ခေါင်းဆောင် Stalin ကတော့မပြောခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင် American ကသူတို့ကိုကြော်တက်သွားခဲ့လို့ပါပဲ။ပြီးတော့ Manhattan Project ထဲမှာလည်း Soviet တရှိုးတွေလွှတ်ထားခဲ့ ဲ့တာပါဒါပေမဲ့ဂျပန်ကိုပုံကျဲမဲ့ကိစ္စကိုတော့စတာလင်ကမကန့်ကွက်ခဲ့ပါဘူး1945ခုနှစ်ဩဂုတ်လမှာတော့အမေရိကန်ကဂျပန်ရဲ့ဟီရိုရှိမားနဲ့နာဂါဆာကီကို First Man နဲ့ Little Boy ဆိုတဲ့အတံပုံးနှလုံးကျဲချပေးလိုက်ပါတယ်ဒီအချိန်မှာတော့ဒုတိယကမ္ဘာစစ်ကြီးလည်းလုံးဝအဆုံးသတ်သွားပါပြီဒါပေမဲ့ New Lenin ပိုင်ဆိုင်ရေးပြိုင်ပွဲတွေကတော့လျှို့ဝှက်ပေါ်ထွက်လာခဲ့တာပါ မြူလနဲ့ကိုဒူရီယာမြောက်ပိုင်ဆိုင်ခဲ့တာကဆိုဗီယက်ယူနီယံပါပဲတကယ်လို့ဒီအစီအစဉ်ကိုသူတို့က1942ခုနှစ်လောက်ကလေးကစတင်ခဲ့တာပါဂျာမန်ပြည်တိရှားနဲ့အမေရိကန်သိပ္ပံပညာရှင်တွေကနျူကလ িয়ার ဖစ်ရှင်နဲ့ပတ်သက်တဲ့စာရန်တွေထုတ်ဝေတာရပ်သွားတဲ့အချိန်မှာတခုခုမှားနေပြီဆိုတာဆိုဗီယက်တွေသတိထားမိသွားပါတယ်အဲဒီအကြောင်းထောက်လန်းကြည့်တော့အမေရိကန်ကမြူလနဲ့လိုအပ်ဖန်တီးနေပြီဆိုတာသိလိုက်ရတာပါဒုတိယကမ္ဘာစစ်ပွဲမှာအမေရိကန်ကဂျပန်ကိုအတက်ဘုံးနှလုံးကျဲပြလိုက်ချိန်မှာတော့စတာလင်လည်းနောက်ကောက်မကြအောင်စူးစမ်းရပါတော့တယ် မန်ဟန်တန်ပရောဂျက်ထဲမှာသူတို့တရှိုးတွေရှိနေပေမဲ့နှစ်ဖက်ကတရှိုးတွေဖြစ်မှာကိုလည်းဆိုဖီးယားကစိတ်ပူခဲ့တာပါနှစ်ဖက်ကတရှိုးဖြစ်ခဲ့ရင်သူတို့ကိုနီးပညာအမှားပေးပြီးနှောင့်နှေးအောင်လုပ်နိုင်လို့ပါပဲအဲဒါကြောင့်အမေရိကန်ဒီဇိုင်းနဲ့နီးပညာတွေကိုအပြေးအဝါတော့မယုံရဲပဲကိုပိုင်သူ့တည်တနာတွေအများကြီးလုပ်ခဲ့တာပါ သူတို့ဖမ်းမိထားတဲ့ဂျာမန်သိပ္ပံပညာရှင်တွေကိုလည်းအသုံးပြုခဲ့ကြပါတယ်တကယ်တော့အမေရိကန်သုံးခဲ့တဲ့အတန်ဘုံကနယူလောက်မပြင်းသေးပါဘူးဆိုဗီယက်ကအပြင်းထန်ကြိုးစားခဲ့တယ်မှာတော့1949ခုနှစ်မှာ RTS1 ဆိုတဲ့နယူလက်နက်ကိုစမ်းသပ်နိုင်ခဲ့ပါတယ်စမ်းသပ်တဲ့နေရာကတော့ကာဇက်စတန်ပါပါအဲ့ဒီချိန်ကလေးကစပြီးအမေရိကန်နဲ့ဆိုဗီယက်ကြားမှာစစ်အေးတိုက်ပွဲတွေစဖြစ်လာခဲ့တာပါပဲ နယူးလန်နဲ့ကိုတတိယမြောက်ပိုင်ဆိုင်တဲ့နိုင်ငံကတော့ UK ပါပဲ။ UK ကကမ္ဘာစစ်နှစ်ခုစလုံးမှာအမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့ပါတယ်။အဲဒါကြောင့် UK ကိုအမေရိကန်ကနယူးလန်နဲ့နှီးပညာတွေကူညီပေးခဲ့တယ်လို့ထင်စရာရှိနေတာပါ။တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူး။ဗြိတိန်တွေကအမေရိကန်ထက်အရင်နယူးလန်နဲ့ထုတ်လုပ်ဖို့အခြေခံအုတ်မြစ်တွေကိုအရင်ချခဲ့တာပါ။အဲ့ဒီအကြောင်းကိုထပ်ပြီးရှင်းပြပါမယ်။ 1949ခုနှစ်မှာစတင်ခဲ့တဲ့ Truth Align ဆိုတဲ့စီမံကိန်းတစ်ခုရှိခဲ့ပါတယ်။ဒီစီမံကိန်းကိုဂျာမနီကထွက်ပြေးလာတဲ့ဂျာမန်၊ဩစတြေးလျ၊ပိုလန်သိပ္ပံပညာရှင်တွေရဲ့အကူအညီနဲ့အကောင့်ထဲစပေါ်ခဲ့သူကပြည်တယ်နေပါပဲ။နောက်ပိုင်းဒုတိယကမ္ဘာစစ်ထဲဝင်ပါတဲ့အခါမှာတရင်အရင်းမြစ်တွေနှဲပါလာပါတယ်။အဲဒါကြောင့်သူတို့လှုပ်ထားတာတွေကိုအမေရိကန်စီလွှဲပြောင်းပြီးမန်ဟတန်စီမံကိန်းမှာပူးပေါင်းပါဝင်ခဲ့တာပါ။ အဲ့ဒီအတွက်ကွေဘတ်သဘောတူညီချက်ဆိုတာလည်းရှိခဲ့ပါတယ်။နှစ်နိုင်ငံကြားမှာနှီးပညာတွေကိုမျှဝေဖို့အချင်းချင်း new land နဲ့မတုံဖို့သဘောတူညီချက်ပါပဲ။1945မှာအမေရိကန်က new land ကိုအောင်မြင်မြင်စမ်းသပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သဘောတူညီချက်ကိုဖောက်ဖျက်ပြီးဘီရင်ကိုနောက်ဆုံးနှီးပညာတွေမမျှဝေခဲ့ပါဘူး။ဒီအချိန်မှာဘီရင်လည်းကိုထုကိုချုံစူးစမ်းရပါတယ်။သူတို့မှာအခြေခံအုတ်မြစ်တွေနဲ့နှီးပညာတချို့ရှိတာကြောင့် new land နဲ့ပိုင်ဆိုင်ရေးကိုမြင်မြင်စမ်းသပ်မဲ့အပြီးတက်နိုင်ခဲ့တာပါ။1952ခုနှစ်မှာတော့ Australia အထက်ဘက်က Montevello ကျွန်းတွေမှာ Operation Hurricane နဲ့ new land ကိုအောင်မြင်မြင်စမ်းသပ်နိုင်ခဲ့ပါတယ်။ new land ပြိုင်ပွဲရဲ့အစောပိုင်းကာလတွေကတူတင်ကိုတင်ဖြစ်ခဲ့ပါတယ်အမေရိကန်ကအတန်ဖုံးကိုအရင်ထွေနိုင်ခဲ့တာပါ1949ခုနှစ်မှာတော့ဆိုဗီယက်ကအာပူပြင်းတဲ့နျူလက်နက်ဆန်တပ်မှုနဲ့အမေရိကန်ကိုတက်လှမ်းလိုက်ပါတယ်အဲဒါကြောင့်အမေရိကန်လည်းတာမိုနျူကလ িয়ার လက်နက်လို့ခေါ်တဲ့အမျိုးအစားတစ်တမျိုးကိုချက်ချင်းတီထွင်ခဲ့တာပါဒီလက်နက်ကတာမန်အတန်ဖုံးတွေလိုဖစ်ရှင်းကိုအသုံးပြုပြီးအတန်တွေကိုပြိုကွဲစေတာမျိုးမဟုတ်ပါဘူးဖျူရှင်းတွေကိုအသုံးပြုပြီးအတန်တွေကိုပေါင်းဆက်စေတာပါလည်းလည်းပြောရရင်တော့ပိုပြီးအစွမ်းထက်ပါတယ်မန်ဟတန် project ကိုဦးဆောင်ခဲ့တဲ့ Open Hymer တို့လိုသိပ္ပံပညာရှင်တွေကတော့လူသားမျိုးနွယ်အတွက်အရန်အန်ဒရယ်ရှိတဲ့ဒီလက်နက်ကိုထပ်မ မထွင်မှုတတိပေးခဲ့တာပါဒါပေမဲ့တမ်မရထရူမန်ကဆက်လုပ်ခဲ့ပါတယ်1952ခုနှစ်မှာတော့ဂျပန်မှာကျဲခဲ့တဲ့ဘုံနှလုံးထက်အစ450လောက်ပူပြင်းထန်တဲ့ IV mic ကိုအအောင်မြင်မြင်စမ်းသပ်နိုင်ခဲ့တာပါဒီဘုံကဟိုက်ဒရိုဂျင်သားမိုနျူကလ িয়ার ဘုံပဲဖြစ်ပါတယ် ဒီချိန်မှာဆိုဗီယက်တွေကလည်းပိုဆောင်အပြင်းနဲ့ RDS 37ကို1955မှာပြီးစီးခဲ့တာပါ။ဗီဒင်ကတော့1959ခုမှာ Operation Grape ဆိုတဲ့စီမံကိန်းနဲ့ပိုဆောင်အပြင်းနဲ့ဘုံကိုထုတ်နိုင်ခဲ့ပါတယ်။ဒီချိန်မှာတော့ American လည်းဗီဒင်နဲ့ပြန်ပြီးတင်းမြောင်နေရပါတယ်။1958မှာတော့ဗီဒင်နဲ့ New သဘောတူညီချက်ပြန်ပြီးလက်မှတ်ထိုးခဲ့တာပါ။ New လက်နက်ပိုင်နဲ့စရုတ်ထားမြောက်နိုင်ငံကတော့ပြင်သစ်ပါပဲ။ပြင်သစ်မှာ Manhattan စီမံကိန်းတွေပါဝင်ခဲ့တဲ့သိပ္ပံပညာရှင်တချို့ရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာတော့ဒီပညာရှင်တွေအကူအညီနဲ့ကိုပိုင် Nuclear စီမံကိန်းကိုစခဲ့တာပါ။အဲဒီကိစ္စမှာ Israel နဲ့လည်းပူးပေါင်းခဲ့ပါတယ်။ ယ်ဒါပေမဲ့လက်နက်ပိုင်ဆိုင်ရေးထက်စွမ်းအင်ကိစ္စမှာပဲဦးစားပေးခဲ့တာပါဒါပေမဲ့ SUS အကြက်တဲကြောင့်ထိခိုက်မှုတွေဖြစ်ခဲ့ရတဲ့ပြင်အမေရိကန်နဲ့ဆိုဗီယက်ကြားတင်းမာမှုတွေပြင်းထန်လာတဲ့အချိန်မှာတော့ပြင်သစ်လဲဥရောပရဲ့အင်အားကြီးနိုင်ငံဆိုတဲ့ဂုံပုတ်ကိုထိမ့်သိမ်းဖို့အရေးကြီးလာခဲ့ပါတယ်ဒါပေမဲ့အမေရိကန်နဲ့ဗြိတိန်တို့ရဲ့အကူအညီကိုတော့မရခဲ့ပါဘူးအမေရိကန်ကဆိုပြင်သစ်မှာနျူလက်နက်မူဝါဒကွဲပြားနေလို့ဆိုပြီးစန့်ကျင်ခဲ့တာပါ အဲ့ဒါကြောင့်ဖြစ်တဲ့လေဒီလက်နက်ကိုကိုယ်တိုင်ပဲတီထွင်ဖို့ကြိုးပမ်းခဲ့ရပါတယ်။တမရာချားစ်ဒီကောကဒီကိစ္စကိုကိုယ်တိုင်ဦးဆောင်ခဲ့တာပါ။သူ့ရဲ့လက်သုံးစကားကအမှန်တကယ်အချုပ်ချာအာဏာပိုင်ပြီးအင်အားကြီးနိုင်ငံဖြစ်ဖို့လူလက်နက်တွေမပြစ်မနေလိုအပ်တယ်ဆိုတာပါပဲ။တမရာချားစ်ကနေတိုးနဲ့အမေရိကန်ကနေမဟာပြူဟာမြောက်လွတ်လပ်မှုကိုလည်းလိုချင်ခဲ့တာပါ။ကံကောင်းရင်တော့သူတို့ကိုလိုဒီနေမျိုးတွေဖြစ်တဲ့နိုင်ဂျာ၊ဂါဘွန်နဲ့မာဒါကတ်စတာကနေယူရေနီယံတွေရလာခဲ့ပါတယ်။ဒီအချိန်မှာပြင်းထန်တဲ့ပြည်ပညာရှင်တွေကရှိသမျှအရင်းအမြစ်တွေနဲ့လူလက်နက်ပိုင်ဆိုင်မှုအပြင်းထန်ကြိုးစားခဲ့ရတာပါ။ဒီလိုနဲ့1960ပြည့်နှစ်အတွင်းကိုလိုနီ င်ငယ်မြေဖြစ်တဲ့အယ်ဂျီးရီးယားရဲ့ဆာဟာရာဒေသခံနိုင်ငံမှာပထမဆုံးစမ်းသပ်မှုကိုအောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ်။1968မှာတော့ပထမဆုံးဟိုက်ဒရိုဂျင်ဘုံးကိုစမ်းသပ်ပြီးဥရောပအင်အားကြီးနိုင်ငံဆိုတဲ့ဂုဏ်ပုဒ်ကိုဆက်ပြီးထိန်းသိမ်းထားခဲ့တာပါ။ တရုတ်ကတော့ပြည်စမမြောက်နယူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာပါတယ်သူတို့ကအမေရိကန်ရဲ့ရန်ကိုတားဆီးကာကွယ်ဖို့ဒီလက်နက်ကိုပိုင်ကျင်ခဲ့တာပါအစပိုင်းမှာဆိုဗီယက်တွေကအများကြီးကူညီပေးခဲ့ပါတယ်ဒါဖြစ်လို့လဲဆိုရင်တရုတ်ကိုအတုံးဝင်တဲ့မဟာမိတ်လို့မြင်ခဲ့လို့ပါပဲဒါပေမဲ့နောက်ပိုင်းမှာဆိုဗီယက်ကောင်းဆောင်ခရူရှော့နဲ့တရုတ်ကောင်းဆောင်မော်စီတုံးတို့ကြားမှာသဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့တာပါမော်စီတုံးကခရူရှော့ရဲ့စတာလင်ဝါဒဖျက်သိမ်းမှုကိုဝေဖန်တယ်လို့ခရူရှော့ကအနောက်နိုင်ငံတွေနဲ့ပတ်သက်ရင်ပျော်ပြောင်းလုံးနေဆိုပြီးဝေဖန်ခဲ့လို့ပါအဲဒါကြောင့်ဆိုဗီယက်ကနယူလက်နက်တီထွင်ဖို့အကူအညီတွေရုပ်သိမ်းသွားခဲ့ပါတယ်ဒါကြောင့်တရုတ်ကကျန်းတဲ့လုပ်ငန်းတွေကိုတဝူတဲ့ဆက်လုပ်ခဲ့ရ တာပါဒါပေမဲ့တရုတ်ကမယုံနိုင်တော့အောင်မြန်ဆန်နဲ့နှုံးနဲ့ဆက်ပြီးတီထွင်ခဲ့ပါတယ်ဒီလုပ်ငန်းမှာလည်းအရေးမြင့်တွေအကုန်သုံးခဲ့တာပါနောက်ပြီးတဘာဝ UNIA အများပြားကိုတွေးရှိခဲ့ရတာကလည်းရင်ငတုံးရေတွင်းနဲ့ကြာတယ်လို့ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့1964ခုနှစ်မှာ Love Na Data က6တွေးနေတဲ့ရေကန်ကြီးထဲမှာ Project 596လို့ခေါ်တဲ့ပရမဆုံးအတန်ဘုံကိုအောင်မြင်မြင်ဖောက်ခွဲနိုင်ခဲ့တာပါ 32လအကြာမှာတော့ပရမသောဟိုက်ဒရိုဂျင်ဘုံကိုထပ်ပြီးစမ်းသပ်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်တရုတ်က fission ဘုံတွေကနေ fusion ဘုံတွေအဖြစ်အများဆုံးပြောင်းလဲတည်ထွင်နိုင်ခဲ့တဲ့နိုင်ငံအဖြစ်လည်းမှတ်တမ်းဝင်ခဲ့တာပါ။အစ္စရေးကတော့စတမမြောက်နယူလန်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တကယ်ဆိုရင်သူတို့ကနယူလန်နဲ့ရှိတယ်လို့လည်းမပြောသလိုမရှိဘူးလို့လည်းမငင်းထားပါဘူး။နောက်ပြီးသူတို့ရဲ့နယူလန်နဲ့ခီးလန်းကိုအရန်လျှို့ဝှက်ထားခဲ့တာပါ။ခတ်တာကအားလုံးသိတဲ့လျှို့ဝှက်ချက်ဖြစ်နေတာပါပဲ။ဒါပေမဲ့အစ္စရေးကနယူလန်နဲ့ရဖို့ဘယ်လိုပဲပုံချိုးပန်းခဲ့လဲဆိုတာကိုတော့သူတို့အပြင်ဘယ်သူမှမသိကြပါဘူး။ပေါက်ကြားလာတဲ့အချက်အလက်တချို့ရောအစ္စရေးက2009 150ပြည်လုံးနှစ်ကလေးကနယူးလန်နာပိုင်ဆိုင်မှုဂျိုးပန်းနေတယ်လို့သိရပါတယ်။အဲဒီတော့ကပြည်သင်းနဲ့ပူပေါင်းပြီးနယူးဇီလန်ကိစ္စတွေအတူတူလှုပ်ဆောင်နေတာပါ။ ပြင်တဲ့ကအစ္စရေးကိုနေကပ်တဲကန်နာရရဲမှာလျှို့ဝက်နျူးစကန်တခုတိစောက်ဖို့ကူညီခဲ့တယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်။ဒါပေမဲ့1963ခုနှစ်မှာတော့အစ္စရေးတွေပြဿနာတချို့ရှိလာခဲ့တာပါ။အဲဒါမှာတော့အမေရိကန်တမရကနေဒီကဒီကိစ္စကိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေခဲ့လို့ပါပဲ။ပြီးတော့အဲဒီစကန်တွေကိုစစ်ဆေးခွင့်ပြုဖို့တောင်းတောင်းဆိုခဲ့တာပါ။အစ္စရေးကလည်းတမရကနေဒီရဲ့တောင်းဆိုချက်ကိုထပ်ခါထပ်ခါငြင်းပယ်နေခဲ့ပါတယ်။နောက်ပိုင်းအမေရိကန်ကအတင်းကျပ်တောင်းဆိုလာတဲ့အခါဂယုတစိုက်စီစဉ်ထားတဲ့စစ်ဆေးမှုတွေကိုပဲခွင့်ပြုခဲ့တာပါ။အဲ့ဒီအချိန်ကအစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့သူကဒေးဗစ်ဘန်ကူရီယန်ပါပဲ။သူ့ကိုနိုင်ငံတကာကအနယူလက်နဲ့ဆွဲလန်းနေသူဆို ပြီးတော့တင်လာခဲ့ကြတာပါအဲ့ဒီတော့ကအမေရိကန်နဲ့အစ္စရေးတို့ကအခုလောက်ထိနီးကပ်တဲ့ဆက်ဆံရေးမျိုးတွေမရှိခဲ့ပါဘူးနောက်ပြီးနျူလန်နဲ့ကိစ္စနဲ့လည်းအစ္စရေးနဲ့အမေရိကန်ရဲ့ကြားကဆက်ဆံရေးမှာအကြောင်းလေးထင်ခဲ့တာပါနောက်ပိုင်းကနေဒီးယားနေရာကိုစက္ကန့်နဲ့လင်ဒန်ဘီဂျွန်စင်ရဲ့လက်ထက်မှာတော့ဒီကိစ္စကိုတိတ်အေးမထားတော့ပါဘူးအဲဒါကြောင့်အစ္စရေးနူလန်နဲ့ပိုင်ဆိုင်ဖို့အားတုံခွန်ဆိုင်ဂျိုးပန်းလာလိုက်တာ1969ခုနှစ်လောက်မှာပြီးစီးခဲ့တယ်လို့ယူဆရပါတယ် ဒါပေမဲ့1960ပြည့်လွန်နှစ်တွေကလေးကအစ္စရေးရဲ့ new swan ရေကိစ္စတွေကသတင်းမွှေးနေကြတာပါဒါပေမဲ့အဲ့ဒီအကြောင်းကိုဘယ်သူမှတိတိကျကျမဖော်ထုတ်နိုင်ခဲ့ပါဘူး1986ခုနှစ်လောက်ရောက်တော့နီကတ် new သုတေသနစင်တာမှာလုပ်တဲ့ဤပညာရှင်တဦးကအစ္စရေးကနေထွက်ပြေးခဲ့ပါတယ်သူနာမည်ကမော်ဒီကိုင်းဗာနူနုလို့ခေါ်တာပါသူစီကနေတစဉ်အစ္စရေးရဲ့ new land နဲ့စီမံကိန်းအချက်အလက်တွေကပြီးတိန်စားနေဈေးတွေကိုပေါကြားသွားပါတယ်နောက်ပိုင်းမှာသူကို Israel Mosset တရှိုးအမျိုးသမီးတဦးကဖျားယောင်ပြီးဖမ်းခဲ့လိုက်ပါတယ်အဲ့ဒီကိစ္စအကြောင်းဖော်ကောင်ပညာရှင်လဲထောင်းနှင်းဆန္ဒရတာပါဘလို့ပဲဖြစ်ဖြစ်ဖော်ကောင်ဗာနူနုကြောင့် စ္စရေးမှာလူလက်နက်တွေပိုင်ဆိုင်ထားရဆိုတဲ့ကိစ္စကကဘာတိဖြစ်ခဲ့ရပါတယ်။နောက်ပြီးကျွမ်းကျင်သူတွေကဒီလက်နက်တွေကစွမ်းအားဖြင့်တာမိုလူလက်နက်တွေဖြစ်လိမ့်မယ်လို့ခံမဲနေကြတာပါပဲ။ အင်ဒရီးယားကတော့တတမမြောက်နယူလန်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်။သူကတော့ပေါ်တင်ပါပဲ။ဒုတိယကမ္ဘာစစ်အပြီးမှာညူနီးပညာတွေကိုပိုင်ကျင်တယ်လို့လူသိရှင်ကြားထုတ်ပြောခဲ့တာပါ။အင်ဒရီးယားကတရုတ်နဲ့ပါကစ္စတန်တို့ရဲ့ရန်ကိုကာကွယ်ဖို့ဒီနီးပညာကိုလိုအပ်နေတာဖြစ်ပါတယ်။သူတည်တနာလုပ်ငန်းစဉ်တွေကိုတော့1940ပြည့်နှစ်တွေမှာစလုပ်ခဲ့ပေမယ့်အင်ဒရီးယားထုံးစံတိုင်းအရေးရှိပြီးနှောင့်နှေးနေခဲ့တာပါ။1962ခုနှစ်လောက်ရောက်တော့ဟင်းမွေနာတောင်တန်းတွေမှာတရုတ်နဲ့နယ်စပ်ရန်ပွဲတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲမှာလည်းအင်ဒရီးယားကရှုံးနေခဲ့တာပါ။အဲ့ဒီချိန်ကစပြီးမခံနိုင်ဖြစ်သွားတဲ့အင်ဒရီးယားကညူလန်နဲ့မြန်မြန်ထုတ်နိုင်ဖို့အချိန်ပြင်းခဲ့ပါတယ်။အစားပိုင်းမှာကနေဒါနဲ့အမေရိကန်စီကနေ နည်းပညာတွေအကူအညီတောင်းခဲ့တာပါဒါပေမဲ့လက်နက်ထုတ်ဖို့မဟုတ်ဘဲစွမ်းအင်ထုတ်လုပ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီနည်းပညာနဲ့ပဲလက်နက်တွေခိုးထုတ်နေကြတာပါ1994ခုနှစ်မှာတော့ Rajasthan တဲကန်နာရရဲမှာ new လက်နက်စမ်းသပ်မှုကိုအအောင်မြင်မြင်လုပ်ခဲ့ပါတယ်သူတို့ကဒီစမ်းသပ်မှုကိုပြုံးနေတဲ့ဗုဒ္ဓလို့နာမည်ပေးခဲ့ပြီးငញ្ញန်ရဲ့ new ပေါက်ကွဲမှုလို့တောင်တင်စားခဲ့ကြတာပါ ဒါပေမဲ့ဒီစမ်းသပ်မှုကိုကမ္ဘာတွင်းကရှုတ်ချခဲ့တယ်လို့တန်ခတ်ပိတ်ဆို့မှုတွေလည်းလုပ်ခဲ့ကြပါတယ်။အဓိကအကြောင်းရင်းကတော့စွမ်းရင်အတွက်ပေးထားတဲ့နှီးပညာကိုလက်နက်အတွက်သုံးလိုက်လို့ပါပဲ။ပိုဆိုးကျင်တော့အိန္ဒိယက NPT လို့ခေါ်တဲ့ New လက်နက်မပြန်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးဖို့ညှင်းခဲ့တာပဲဖြစ်ပါတယ်။ဒီစာချုပ်ကိုသာလက်မှတ်ထိုးလိုက်ရင်အိန္ဒိယကလည်း New လက်နက်တွေဆက်လက်ထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး။အိန္ဒိယရဲ့ UN ချက်ကတရုတ်နဲ့ပါကစ္စတန်ကိုထိန်းထားဖို့ New လက်နက်ပိုင်ဆိုင်ထားကြနေတာပါ။ဒါပေမဲ့ဒီကြားထဲမှာနိုင်ငံသမားတွေကဒီကိစ္စကိုဆန္ဒပြစန့်ကျင်နေတာကြောင့်1990လောက်ထိအောင်မြင်မြင်မဆန်းသက်နိုင်ဘူးဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာသာ new lenet ကိုပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ new lenet ပိုင်ဆိုင်တဲ့နိုင်ငံတွေအကြောင်းပြောရရင်ထူးခြားတဲ့နိုင်ငံတစ်နိုင်ငံလည်းရှိနေတာပါ။အဲ့ဒီနိုင်ငံကတော့အထမမြောက် new lenet ပိုင်ဆိုင်ခဲ့တဲ့တောင်အာဖရိကနိုင်ငံပါပဲ။သူတို့စီမှာ uranium တိုက်တွေအများအပြားရှိတာကလည်းဒီ lenet ပိုင်ဆိုင်နိုင်မှုအကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ American ၊ Britain ၊ပြင်သစ်၊ Soviet Union ၊ Israel တို့ကိုလည်း uranium တွေထောက်ပံ့ပေးခဲ့တာပါ။ဒီထောက်ပံ့ပေးမှုအများစုကစွမ်းအင်ဓာတ်ပေါင်းဖိုတွေအတွက်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အားလုံးလူလူက lenet အတွက်အသုံးပြုခဲ့တယ်လို့ယူဆရနိုင်ပါတယ်။ 1948ခုနှစ်လောက်ကလေးကတောင်အာဖရိကမှာနယူစွမ်းအင်စီမံကိန်းတွေရှိနေခဲ့ပါပြီ။ဒါပေမဲ့1960ပြည့်လွန်နှစ်တွေအတွင်းနမီးဘီးယားနဲ့အန်ဂိုလာတို့မှာဆိုဗီယက်ဩဇာလွှမ်းမိုးမှုတွေပုံများလာခဲ့တာပါ။ဒီနိုင်ငံတွေကဆိုဗီယက်ရဲ့လုံဆောင်မှုကြောင့်နယူစွမ်းအင်အစားနယူလက်နက်တွေတီထွင်ခဲ့ပါတယ်။ဒီအချိန်မှာကမ္ဘာကလည်းတောင်အာဖရိကကိုဝိုင်းရှုံချခဲ့ကြတာပါ။ပြောရရင်တောင်အာဖရိကအတွက်မဟာမိတ်ဆိုတာမရှိတော့တဲ့အထိဖြစ်ခဲ့ရပါတယ်။1989ခုနှစ်လောက်မှာတော့ကာလာဟာရီဒေသခံရာတွေကစမ်းသပ်ဆက်ရုံတစ်ခုမှာနယူဘုံတလုံးပေါက်ကွဲလို့နေပါဖြစ်ခဲ့ရတာပါ။ဒီအချိန်မှာဆိုဗီယက်ဂျိုတုတစ်စိမ်းကတည်သွားပါတယ်။ဆိုဗီယက်ကသူ့အတူမပြောဘဲအမေရိကန်ကို သွားချုံလိုက်ချိန်မှာတော့ပြည်ထောင်တဲ့ကန့်ကွက်မှုတွေနိုင်ငံတကာဖိအားတွေနဲ့ဂျုံတွေ့ခဲ့ရတာပါအဲဒီလိုနဲ့အဲ့ဒီစံတမ်းမှုလည်းရက်ခဲ့ရပါတယ် ဒါပေမဲ့1989ခုနှစ်မှာအမေရိကန်ဂျိုဒူးတွေကအိန္ဒိယသမုဒ္ဒရာတွေကတောင်အာဖရိကထိန်းချုပ်ထားတဲ့ Prince Adron ကျွန်းမှာအလင်းနှစ်ချပ်တောင်းနေတာကိုတွေ့ခဲ့ရတာပါ။အဲဒါကိုအစ္စရေးနဲ့တောင်အာဖရိကတို့ပေါင်းပြီးနျူဆန်သက်မှုလုပ်နေတယ်လို့အများစုကယုံကြည်ကြပါတယ်။ပြောရရင်တောင်အာဖရိကကအစ္စရေးကိုသူတို့ပိုင်နယ်ထဲမှာနျူလက်နက်စမ်းဝင်ပေးထားပြီးညီပညာအကူအညီတောင်းခဲ့တာပါ။1989နှစ်လောက်မှာတော့ဟီရိုရှိမားမှာကျဲချခဲ့တဲ့ဘုံးရွယ်6လုံးတီထွင်နိုင်ခဲ့ပါတယ်။တောင်အာဖရိကကလည်းအစ္စရေးလိုပါပဲ။နျူလက်နက်ရှိတယ်ဆိုတာဘယ်တော့မှဝန်မခံထားပါဘူး။ဒါပေမဲ့1990ပြည့်လွန်နှစ်ဆိုဗီယက်ယူနီယံပြိုကွဲသွားချိန်မှာအခြေအနေတွေက ပြောင်းလဲလာခဲ့ရတာပါအရင်တော့ဆိုရင်တို့တွေက community change မှုတွေကိုကြောက်နေရတာဖြစ်ပါတယ်အဲဒါကြောင့် new lenet ကိုအကာအကွယ်ဖြစ်လိုချင်နေခဲ့တာပါနောက်ပြီးအဲ့ဒီအချိန်မှာအစိုးရအပြောင်းလဲလဲဖြစ်သွားပါတယ်လက်ရှိအာဏာပိုင်တွေကအစိုးရတစ်ကို new lenet လွှဲပေးရမှာစိုးရိမ်တာကြောင့်ဖျက်သိမ်းပြီးဆုံးဖြတ်ဖို့ရွေးချယ်ခဲ့တာပါဒီအချိန်မှာပဲတို့စီမှာ new lenet ရှိနေကြောင်းဝန်ခံခဲ့ပါတယ်ဒါပေမဲ့ uranium တွေကိုတော့လုံခြုံတဲ့စကန်နဲ့မှာပဲထိန်းသိမ်းထားခဲ့တာပါနောက်9ခုနှစ်လောက်တုန်းကဒီစကန်ကိုလက်နက်ကင်တွေဝင်စီးပြီး uranium တွေလူ့ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးလက်ရှိမှာတောင်အာဖရိကက new lenet မရှိတော့ပေမဲ့ uranium တွေကိုတော့အခုဒီဥစ္စာ ချောက်ပြီးထိမ့်သိမ့်နေရတော့မှာပဲ နဝမမောင်နယူလနဲ့ပိုင်ဆိုင်တဲ့နိုင်ငံကတော့ပါကစ္စတန်ဖြစ်ပါတယ်သူတို့လည်းမဟာယံဘက်အိန္ဒြိယကိုကြောက်လို့နယူလနဲ့ပိုင်ဆိုင်မှုကြိုးပမ်းခဲ့တာပါ1981ခုနှစ်မှာအိန္ဒြိယနဲ့ဆစ်ဖြစ်တော့ရှုံးသွားပြီးအရှေ့ပါကစ္စတန်ကဘင်္ဂလားဒေ့ရှ်ဖြစ်သွားပါတယ်ဒီချိန်မှာပါကစ္စတန်လည်းနယူလနဲ့ပိုင်ဖို့စပီးစ조사ခဲ့တော့တာပါပဲသူတို့ဝန်ကြီးချုပ်ကိုရိုင်းကအိန္ဒြိယကနယူဘုံလုံးနေပြီဆိုရင်သူလည်းတစ်တက်လုံးမြက်ပဲစားရစားရအရွက်ပဲစားရစားရနယူဘုံတစ်လုံးရအောင်လုပ်မယ်ဆိုပြီးဦးဆောင်ခဲ့တာပါအိန္ဒြိယက1984မှာစပိုင်းလင်းဗုဒ္ဓကိုစံသက်လိုက်ချိန်မှာတော့ပါကစ္စတန်တို့လည်းနယူလနဲ့ထုတ်လုပ်ဖို့ကိုပဲအားစုံခွန်ဆိုင်လုပ်ခဲ့ပါတယ်ဒီနေရာမှာပါကစ္စတန် စ္စတန်သိပ္ပံပညာရှင်တဝူရဲ့အကူအညီနဲ့အများကြီးပါနေကြတာပါအဘတ်တူကာတီးယားခန်းဆိုတဲ့ပညာရှင်က Dash News ဆက်ရုံမှာအလုံးလုံးနေရင်အရေးကြီးတဲ့အချက်အလက်တွေခိုးလာနိုင်ခဲ့ပါတယ်ဒီကြားထဲမှာတရုတ်ကလည်းအကူအညီတွေပေးခဲ့တာပါဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့ပုံရံသူကအင်ဒရီယာဖြစ်နေလို့ပါပဲ အစပိုင်းမှာပါကစ္စတန်ရဲ့နယူးစီမန်ဂိမ်းတွေကိုအမေရိကန်ကဘာမှမလုပ်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီတုန်းကပါကစ္စတန်နဲ့ဆိုဘီယက်ကအကြောမတည့်လို့ပါ။မတည့်ရတဲ့အကြောင်းရင်းကအာဖဂန်ကိုဆိုဘီယက်တွေကျူးကျော်လို့ဖြစ်ပါတယ်။အဲ့ဒီချိန်မှာအမေရိကန်နဲ့ဆိုဘီယက်ကလည်းပြိုင်ဘက်တွေလို့ဖြစ်နေတာပါ။အဲ့ဒါကြောင့်ပါကစ္စတန်ကိုစစ်ရေးရန်မုံငွေတွေတောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဒါပေမဲ့နယူးလန်နဲ့တီထွင်ဖို့တော့မဟုတ်ပါဘူး။ဒါပေမဲ့ပါကစ္စတန်ကဒီရန်မုံငွေတွေကိုနယူးလန်နဲ့အတွက်အသုံးပြုခဲ့တာပါ။ 1998လောက်မှာအိန္ဒိယကနျူဆန်းတမ်းမှုတချို့လုပ်ခဲ့ပါတယ်။ဒီဘက်လောက်ကြာမှာတော့ပါကစ္စတန်ရဲ့ Rasco တောင်တန်းတွေကိုညူဘုံအလုံးလောက်ဖောက်ပြခဲ့တာပါ။ဒီချိန်ကျမှပဲပါကစ္စတန်ညူလက်နက်ပိုင်ဆိုင်တာကိုကဘာလေးတိတိကျကျတိလိုက်ရပါတယ်။ဒီနေရာမှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားကကွာခြားချက်တွေလည်းရှိနေတာပါ။အိန္ဒိယကဒီလက်နက်တွေကိုသူတို့ကိုတိုက်ခိုက်လာမှသုံးစွဲမယ်လို့ကြေညာခဲ့တာနဲ့ပါကစ္စတန်ကတော့သူတို့သုံးကျင်တဲ့နေရာမှာသုံးမယ်လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်။နောက်ကိုရီးယားကတော့ညူလက်နက်ပိုင်ဆိုင်တဲ့ဒသမမြောက်နိုင်ငံပါပဲ။လက်ရှိချိန်ထိနောက်ဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံလေးဖြစ်ပါတယ်။နောက်ကိုရီးယားကိုတီထောင်တဲ့ခင်အီဆုံကသူ့ရဲ့အစိုးရရှင်တော် မျိုးလက်ထက်တွေကအတေးကားလို့ယုံကြည်ခဲ့တာပါ ဲ့ဒါကအမေရိကန်နဲ့တောင်ကိုရီးယားတို့ကိုထိန်းထားဖို့ပါပဲ1950ပြည့်လွန်နှစ်တွေမှာဆိုဗီယက်ကသူတို့ညူဆဲယုံတွေစောင့်နိုင်မှုကူညီပေးခဲ့ပါတယ်ယူအက်ကတော့စွမ်းအင်ထုတ်ဖို့ပါမြောက်ကိုရီးယားပညာရှင်တွေကိုဆိုဗီယက်ကိုခေါ်ပြီးတေချာလေ့ကျင့်ပေးခဲ့ပါတယ်ဒီချိန်မှာမြောက်ကိုရီးယားကလက်နက်တီထွင်ပေးဖို့တောင်းဆိုခဲ့တာပါအဲ့ဒါကိုတရုတ်ရောဆိုဗီယက်ကပါညှင်းပယ်ခဲ့ကြပါတယ်1980နောက်ပိုင်းမှာတော့မြောက်ကိုရီးယားကကိုပိုင်ညူစီမံကိန်းတွေကိုပို့ပြီးအာရုံစိုက်ခဲ့ကြတာပါဖြစ်ချင်တော့သူတို့နိုင်ငံထဲမှာလည်းယူရေနီယံတိုက်ကြီးကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်မြောက်ကိုရီးယားလည်းညူလက်နက်တီထွင်မှုကိစ္စမှာပို့ပြီးအာရုံစိုက်နေကြတာပါ။1980နောက်ပိုင်းလောက်ကျတော့အ မေရိကန်ကဒီကိစ္စကိုတည်သွားပါတယ်။အဲဒီချိန်ကစပြီးမြောက်ကိုရီးယားကိုဖိအားပေးနိုင်ဖို့ဤအမျိုးမျိုးနဲ့စ조사ခဲ့တာပါ။အဲဒါကြောင့်1980ဖြစ်လို့နှစ်တွေမှာမြောက်ကိုရီးယားလည်းနယူလက်နဲ့မပြန်ဖွားရေးစာချုပ်ကိုလက်မှတ်ထိုးပေးခဲ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလှုပ်ဝက်ပြီးတည်ဆောက်နေကြတာပါ။နိုင်ငံတကာအမှုမျိုးစွမ်းအင်အေဂျင်စီ IAEA ကဝင်ဆင်မယ်ဆိုတော့လေဟိုလိုလိုဒီလိုလိုအချိန်ဆွဲနေကြတာဖြစ်ပါတယ်။1994ခုနှစ်လောက်မှာတော့အမေရိကန်ကမြောက်ကိုရီးယားမှာရေတပ်ပေါင်းဖို့လုပ်ပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့တာပါ။အဲဒီနည်းပညာကိုကြတော့လက်နက်ဖြင့်ပြောင်းစုံလို့မရပါဘူး။သဘောကတော့စွမ်းအင်အတွက်နယူနည်းပညာသုံးခြင်းဒါကိုသုံးဆိုပြီးကမ်းလှမ်းခဲ့တာပါ။ ပါအစားပိုင်းမှာမြောက်ကိုရီးယားကလည်းဒီကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်ဒါပေမဲ့နှစ်နိုင်ငံကြားမှာတခြားကိစ္စတွေနဲ့ညှိပြီးဒီကိစ္စလည်းပြတ်သွားခဲ့ပါတယ်အရာက2002ခုနှစ်ကဖြစ်ခဲ့တာပါဒီချိန်မှာပဲအမေရိကန်ကမြောက်ကိုရီးယားကိုဖိအားပို့ပေးပါတယ်အဲဒါကြောင့်မြောက်ကိုရီးယားလည်း NPT သဘောတူညီချက်ကနေတရားဝင်နှုတ်ထွက်ပြီးနျူလက်နက်တီထွင်တဲ့ကိစ္စကိုပေါ်တင်လုပ်နေခဲ့တာပါ မြောက်ကိုရီးယားကတရုတ်ဆိုဗီယက်တို့ပြင်ပါကစ္စတန်စီကလည်းအကူအညီတွေရခဲ့ပါတယ်2005ခုနှစ်မှာတော့ခင်ဂျုံဤကသူတို့လည်းနျူလနဲ့ပိုင်ပြီးဆိုပြီးပေါ်တင်ကျင်ညာခဲ့တာပါ2006ခုနှစ်အော်တိုဘာလမှာတော့စမ်းသပ်မှုကိုအောင်မြင်မြင်လုပ်ခဲ့ပါတယ်အဲဒီနောက်ပိုင်းကိစ္စရှိတဲ့အခါတိုင်းနျူဘုံတွေစမ်းသပ်ဖောက်ခွဲထားတာပါပဲ2009ခုနှစ်ခင်ဂျုံဤကျမ်းမာရေးဆိုရတဲ့အချိန်မှာတခါ2013ခုနှစ်မှာတခါဖောက်ခွဲပြခဲ့တာပါသူတို့နျူလနဲ့ပိုင်နေတယ်ဆိုတော့အမေရိကန်ကမေးသွားမှစိုးရိမ်နေတဲ့ပုံပါပဲ2016ခုနှစ်နဲ့2019ခုနှစ်မှာတော့ပိုဆွမ်းအမြင့်နဲ့တာမိုနျူဘုံတွေစမ်းသပ်ပြီးသူတို့ဘာကောင်လဲဆိုတာထပ်ပြခဲ့ပါတယ်အခုဝေမျှသွားတာကနျူလနဲ့ ပိုင်ဆိုင်တဲ့နိုင်ငံတွေရဲ့ကြိုးပမ်းမှုခရီးလမ်းပါပဲဒီကြားထဲမှာ new land နဲ့မပိုင်ပေမဲ့လက်ခံထားရတဲ့နိုင်ငံတွေလည်းရှိနေတာပါအထူးသဖြင့် American ဆိုပြီးရဲ့စေရေးတိုက်ပွဲကာလမှာ new land တွေကိုဖြန့်ထားခဲ့ရပါတယ် American က Belgium, Germany, Italy, Netherlands, Turkey, Greece, Denmark ရဲ့ Greenland, South Korea, Japan, Philippines, Taiwan, Canada, Morocco, Puerto Rico တို့မှာ new land တွေဖြန့်ထားခဲ့ပါတယ်တချို့ကခဏတာဖြစ်ပြီးတချို့ကတော့ new land တင်ထားတဲ့ရင်တွေနဲ့ထားခဲ့တာပါစေရေးတိုက်ပွဲကာလကုံဆုံးတဲ့အချိန်မှာ American ကအရာတွေကိုပြန်ပြီးဖယ်ရှားခဲ့ပါတယ်ဒါပေမဲ့ Belgium, Germany, Italy, နယ်သာလန်နဲ့တူရကီတို့မှာတော့အခုထိရှိနေသေးတာပါ။ အမေရိကန်လိုပဲဆိုဗီယက်ကလည်းသူ့ရဲ့ညူလက်နက်တွေကိုဖြန့်ထားခဲ့ပါတယ်။အဲဒီတုန်းကယူကရိန်းမှာအများဆုံးဖြစ်ပြီးဘယ်လာရုစ်၊လက်ဗီးယား၊လစ်တူရေးနီးယား၊အက်စတိုးနီးယား၊ဂျော်ဂျီယား၊အာမေးနီးယား၊ကာဇက်စတန်၊ဥဇဘက်ကစ္စတန်၊တာမင်နစ္စတန်၊ကျူဘားတို့မှလည်းဖြန့်ထားခဲ့တာပါ။ဒါပေမဲ့ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မှာတော့အားလုံးကိုဖယ်ရှားပြီးဖျက်သိမ်းခဲ့ပါတယ်။2023ခုနှစ်မှာတော့ရုရှားကဘယ်လာရုစ်ကိုညူလက်နက်ထိပ်ပူး130လောက်ပြန်ပေးခဲ့တယ်လို့သိခဲ့ရတာပါ။လိုအပ်ရင်ယူကရိန်းကိုပြစ်ဖို့ဖြစ်ပါတယ်။ဒီကြားထဲမှာညူလက်နက်တီထွင်မှုဂျိုးပန်းခဲ့ပေမဲ့လက်လျှော့ခဲ့ရတဲ့နိုင်ငံတွေလည်းရှိခဲ့တာပါအများစုကတော့နိုင်ငံတကာ PR တွေအရေးမြင့်နေပါ ားမှုတွေနေပညာလိုအပ်မှုတွေကြောင့်လက်လျှော့ခဲ့ရတာပါဒီနိုင်ငံတွေကတော့အာဂျင်တီးနားဘရာဇီးဆွီဒင်ရိုမေးနီးယားအယ်ဂျီးရီးယားလစ်ဗျာအီရတ်အီရန်အီဂျစ်ဆီးရီးယားတိုင်ဝမ်နဲ့ဂျပန်တို့ပါပဲဒီနိုင်ငံတွေထဲမှာအီရတ်အီရန်နဲ့ဆီးရီးယားကနျူလနဲ့ပိုင်ဆိုင်ဖို့နှိစက်ခဲ့ပါတယ်ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဖိအားစိုက်ဘာတိုက်ခိုက်မှုတွေကြောင့်ဖျက်ဆီးခံခဲ့ရတာပါအခုလည်းအီရန်ကဒီကိစ္စကိုမရမကအကောင့်ထဲပုံရင်းစစ်ဖြစ်နေတာပါဒီချိန်မှာအမေရိကန်လည်းဗီဒူးပုံရဲလေရင်နဲ့အီရန်ရဲ့နျူစကန်သုံးခုကိုဖျက်ဆီးခဲ့ပါတယ်နောက်ဆက်တွဲဘာတွေဆက်ပြေအောင်မလဲတော့မသိသေးပါဘူး နောက်ပြီးအီရန်သားညူလက်နဲ့ရသွားရင်သူလည်းညူလက်နဲ့ရအောင်လုပ်မယ်ဆိုပြီး sorry arabia ကကြုံဝါထားတာပါ sorry မှာကညူစွမ်းရင်စီမံကိန်းတွေရှိပါတယ်ပြဿနာများမှာဆိုလို့သာညူလက်နဲ့ဘက်ကမပြောင်းသေးတာပါနိုင်ငံရေးရံမုံငွေတွေနဲ့ဆိုရင်တော့ညူလက်နဲ့တွေဖန်တီးနိုင်တဲ့နည်းလမ်းတွေလည်းရှိနေပါတယ် ဂျပန်ကလည်းအတူတူပါပဲသူ့လိုနိုင်ငံကနျူလက်နက်ကိုပိုင်ဆိုင်ခြင်းအများကြီးအားဆိုင်စရာမလိုပါဘူးဂျပန်မှာကအစင်းမြင့်တဲ့နီးပညာရောကျွဲဝါတဲ့ယူရေနီယံတွေပါရှိနေတာပါဒါပေမဲ့ဂျပန်ကလက်နက်အစားစွမ်းအင်ကိစ္စကိုပဲပိုအာယုံစိုက်ပါတယ်အာဂျင်တီးနားနဲ့ဘရာဇီးတို့ကလည်းသူတို့ရဲ့တီထွင်မှုတွေကိုပီစီဖို့အတော်လေးနှိမ့်ဆက်ခဲ့တာပါဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရပ်ဆိုင်ခဲ့ရပါတယ် ဒါပြင်နျူကလ িয়ার ကင်းမဲ့ဇုံဆိုတာတွေလည်းရှိနေသေးတာပါလက်တင်အမေရိကမှာဆိုရင်မက္ကဆီကိုကဥဆောင်ပြီးနျူလက်နက်တွေမပိုင်ဖို့စာချုပ်တစ်ခုချုပ်ခဲ့ပါတယ်ဒီစာချုပ်မှာပြင်သစ်ကိုလိုနီနယ်မြေတစ်ခုဖြစ်တဲ့ပြင်သစ်ဂီယာနာကလွဲလို့ကျန်တဲ့နိုင်ငံအကုန်လုံးကလက်မှတ်ထိုးခဲ့ကြတာပါပြင်သစ်ကနျူလက်နက်ပိုင်ဆိုင်ထားပေမဲ့ဂီယာနာမှာတော့နျူနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်လို့မရပါဘူး နောက်ပြီးကမ္ဘာတွင်းမှာညူလက်နက်တွေလက်ခံတာပြီးထွင်တာစမ်းသပ်တာတွေမလုပ်ဖို့သဘောတူထားတဲ့တခြားစာချုပ်တွေလည်းရှိနေကြတာပါဥပမာအားဖြင့်ရာရိုထွန်ကာစာချုပ်ဆိုရင်တောင်ပစိဖိတ်ကိုအကျိုးဝင်ပြီးပီလင်ဒါဘာစာချုပ်ဆိုရင်အာဖရိကတိုက်ကိုအကျိုးဝင်ပါတယ်ဒါအပြင်ဗဟိုအာရှကိုအကျိုးဝင်တဲ့စာချုပ်အရှေ့တောင်အာရှကိုအကျိုးဝင်တဲ့ဘန်ကောက်ထရီတီဆိုတာတွေလည်းရှိနေတာပါနောက်ပြီးအန်တာတိကဆေးရေလှောင်ရှားမှုအားလုံးကိုတားမြစ်ထားတဲ့အန်တာတိကထရီတီစာချုပ်လည်းရှိပါသေးတယ် ဒီစာချုပ်တွေကအသုံးဝင်ပေမဲ့ညူလန်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံအများစုကသရုတ်လက်နက်တွေကိုရင်ငုံတင်းမောတွေမှာထားကြတာပါပြီးတော့တမောက်တွေအားထဲမှာဟိုဒီဒီရှောင်းမောင်းနေကြတာဖြစ်ပါတယ်ဂုံးမော်မှာလည်းတချို့တွေရှိကြပါတယ်အဲ့ရတွေဖြည့်ဆည်းခံရရင်တော့မှရင်ငုံတင်းမောတွေကတုံ့ပြန်နိုင်သေးတာပါပြောရရင်ညူလန်နဲ့လုံးဝကွဲပြောက်ဖို့လုံးဝမဖြစ်နိုင်တဲ့သဘောပါပဲနောက်ပြီးဒီနေ့ခေတ်မှာညူလန်နဲ့တခုပိုင်ဆိုင်မှုမလွယ်တော့ပါဘူးကုန်ကြဆဲကြီးမလာသလိုလျှို့ဝှက်လုပ်ဖို့လည်းမလွယ်လာတာပါဒါကြောင့်လျှို့ဝှက်နျူကလ িয়ার စီမံကိန်းတခုကိုကမ္ဘာကမတည်ပဲလှုပ်ဆောင်မှုဆိုတာအရန်ခတ်ခဲတယ်လို့ပဲပြောရမှာပါလက်ရှိမှာတော့ညူလန်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံက10နိုင်ငံပဲရှိပါတ ယ်။ဒါပေမဲ့အီရန်ကစစ်တပ်နိုင်ငံမြောက်ဖြစ်လာဖို့အသေးအံလုပ်နေတာပါ။အဲဒါကြောင့်လဲစစ်ပွဲတွေဖြစ်ပြီး new scan တွေလည်းအပြတ်ခံရရပါတယ်။ဒီအချိန်မှာဘယ်နိုင်ငံကထက်ပြီးဝန်တန်းစီမလဲ။အီရန်ကဘယ်ကောင်းမှမှလည်းဆက်ဖန်တီးနိုင်မလားဆိုတော့ကတော့စောင့်ကြည့်ရမှာပဲဖြစ်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။